ားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ EOU channel လေးမှာကြိုဆိုလိုက်ပါရရှင်ညီမဒီနေ့ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကောသလအိမ်မက်16ချပ်ဆိုတဲ့စောင်းမလေးအကြောင်းကိုဘူးတုဒရဝယ်တင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါရရှင်နောက်အနာဂတ်တွင်ဖြစ်ပေါ်မည့်အတိတ်နိမိတ်များကောသလအိမ်မက် အားလုံးယနေ့ခေတ်တကယ်ဖြစ်လာတာပါဘသူပြက်ပြက်ကိုမပြက်အောင် ထိန်းကြပါတဲ့ဂေါတလအိမ်မဲ16ချက်မှာမြတ်စွာဘုရားသခင်ဇေဒဝန်เจ้าတွင်တရင်တုံးနေတော်မူစဉ်ဂေါတလမင်းကြီးကထူဆန်းသောအိမ်မက်တရက်ကိုမြင်မှတ်ပါတယ်အိမ်မက်ထဲမှာခြင်းအရာ16ချက်ကိုတွေ့ရှိရာမင်းကြီးကအလွန်ထိတ်လန့်နေပါတယ်စံကျဲသောအိမ်မက်၏အိဗေကိုပုံနာတော်တို့အားမင်းမြတ်ရာပုံနာတော်တို့ကကတ်သုံးမကြောက်မီနမိတ်ဖြစ်တဲ့မကြောက်စိန်လိုသောတားကောင်များကိုတတ်၍ရင့်နှက်ပူဇော်ရမည်ဟုခေါ်ပါတယ်ဂေါတလမင်းကြီးရဲ့ ော့မလိကာမီဘေယကပုံသားတို့ဟောကြားသည့်ဘေးရင်စကားကိုမယုံကြည်ပေမြတ်စွာဘုရားထင်ရှားရှိလေသည့်ဖြင့်ဖုရားရှင်ထံတော်၌သာမိလျှောက်ရန်အကြံပေးပါれကောသလမင်းနှင့်မြတ်စွာဘုရားထံဝင်ရောက်လျှောက်ထားလေ ်မြတ်စွာဘုရားကဤအိမ်မက်သည်ပုပ္ပနမိတ်သာလည်းဖြစ်ကြောင်းငါဘုရားပရိနိဗ္ဗာန်ပြုပြီးနှစ်ပေါင်း2000ကျော်ဝိပတ္တိခေတ်မှာဖြစ်ပေါ်မိနမိတ်ဖြစ်ကြောင်းမိန့်ကြားပါရယ်အိမ်မက်16ချက်ကိုကောသလမင်းကတခုချင်းတင်လျှောက်ရာမြတ်စွာဘုရားကတခုချင်းပြန်လည်ဖြေကြားထားပါရယ်နံပါတ်1နွားလားလေးကောင်သည်ဝှေ့ကြမရောပြုပြီးမှမဝေဘဲသွားသည်အဖြစ်မှာအရှိနောက်တောင်မြောက်မှမိုးရိမ်မိုးသားတို့သည်ရွာမရောနှင့်မရွာဘဲနှင့်တဖြင့်ကောက်နံစပါးများပျက်စီးလိမ့်မည်တဲ့ နံပါတ်2တစ်ပင်ငယ်လေးများအပွင့်အသီးပွင့်ကြသည်ကို မြင်မှတ်သည် အဖြေမှာယောက်ျားမိန်းမများအရွယ်မတိုင်မီအိမ်တော်သားမွေးခြင်းပြုကြလိမ့်မည်နံပါတ်3ငွေကိစ္စအနှွားငယ်မအီနိုကို အမိနှွားမကြီးကဆုတည်ကိုမြင်မှတ်သည်အဖြေပစ္စည်းဥစ္စာကျွဲဝသောတာသမီများထံမိဘများကအောက်ချွေးရလာပါလိမ့်မည် နံပါတ်၄နွားကြီးများကိုဖဲ၍နွားငယ်နှစ်ကောင်ဖြင့်မနိုင်သည့်ဝင်ကိုရုံးစေသည်ကို မြင်မှတ်သည်အဖြေမှာအသက်အရွယ်ကြီးရင်သူများကိုဖဲရှား၍လူငယ်လူရွယ်များကိုတိုင်းရင်းပြည်ယာအမှုထမ်းစေသည့်ဖြင့်ကမောက်ကမဖြစ်လိမ့်မည်တဲ့နံပါတ်၅ဒရင်းပါဇက်နှစ်ခုရှိသောအာတာထုံရင်းသည်မူရောစံကြပါများကိုစားသည့်ကိုမြင်မှတ်သည်အဖြေမှာမိမှုရန်အမတ်စားသည့်အမှုရန်အရာရန်များနှစ်ဖက်နှစ်တန်းမှလက်ကိုယူ၍မတရားသဖြင့်ပြုကြလိမ့်မည် နံပါတ်6ခွေးအိုအားတိမ့်တန်သောရွှေကွက်ကိုဆက်ရာရွှေကွက်တွေကျင်ငယ်စွန့်သည်ကိုမြင်မှတ်သည်အဖြေမှာအမျိုးမြင့်မြတ်သောသူတို့သမီးများသည်ပစ္စည်းဥစ္စာအာဏာကိုတတ်မှတ်သဖြင့်မင်းမြောင်ကပ်ပါဘာသာစာယောက်ျားယောက်များနှင့်ညားလိမ့်မည်တဲ့နံပါတ်9ရှေ့အမတရီကိုလွန်ကျိုးခြင်းလျက်ခြားရာနောက်မှခွေးအိုမှာကကြိုက်ဝါးစားပစ်သည်ကိုမြင်မှတ်သည်အဖြေမှာလင်ယောက်ျားကရှေ့မှာပစ္စည်းဥစ္စာရှာဖွေနေစဉ်အိမ်သူတတ်ထားခြင်းများများမြောင်မှထား၍လင်ငယ်အားရှိပစ္စည်းအနှင်းလိမ့်မည် ီးရဲ့နမတ်ရှိအိုးငယ်ရင်းရီမရှိအိုးကြီးရင်းရီပြင်လျက်ရှိ၏ရေပြည့်သောအိုးကြီးကိုတာရီများဖြည့်လောင်သဖြင့်ရှံကြသည်ရေမရှိသောအိုးငယ်ကိုကရေဖြည့်ခြင်းမရှိသည်ကိုမြင်မှတ်သည်အဖြေမှာမရှိစည်ရဲသားများစားဝတ်နေရေးဒုက္ခနေရင်ဆိုင်နေရတော်လေဘယင်းဒီသူဤဘန္တာ၌ကိုစည်ရဲသူများထံအခွန်အတော့ကောက်ခံပြီးဖြစ်တင်းလိမ့်မည် ။နံပါတ်9ကြာမျိုး၅ပါးနေပြည်စုံသောရေကန်ကြီးမှရေလဲတွေနောက်နေလျက်ကန်နာဝင်ရှင်တွေကြည်လင်လျက်ရှိနေသည်ကိုမြင်မှတ်သည်။အဖေမှာမြို့ရင်း၌အခွန်အတုပ်ကြီးလင်းများပြားသဖြင့်ပြည်သူလူထုမြို့ပြင်ထွက်ပြေးရသည်။မြို့ပြင်၌သာစီကားလိမ့်မည်တဲ့။နံပါတ်10တိမ့်တန်သောမွေးကြိုက်သည့်12ခုနှံသားကို ရတပ်ပုံးရည်ဖြင့်လဲစားရသည်ကိုမြင်မှတ်သည်။အဖေနိဗ္ဗာန်ရောက်ကြောင်းတရားစစ်မှန်တရားများကို အလဇီယဟန်းရောင်များသူတော်ရောင်များငွေနှင့်လဲပြီးဟောစားပေးလိမ့်မည်။၁၁ ဘူတောင်ဘူးလွတ်တွေရေရီနစ်လျက်ရေပြည့်တော်မူများရေရီပေါ်ဒီကိုမြင်မှတ်သည်အဖြစ်မှာတယုံမာစကားကိုနှာယူရ၍ပညာရှိသူတော်ကောင်းစကားကိုဖြစ်ပေကြမည်နမဆက်နှင့်အစာအိတ်ခဲကြီးမာလေးပင်ဤကြောက်ဖြာချက်ကြီးရေရီပေါ်နေသည်ကိုမြင်မှတ်သည်အဖြစ်မှာလူဆိုးယဟန်ဆိုးများဂုံရောင်တို့လျက်တကိုးကြီးလိမ့်မည်နမဆက်သုံးတအိုးရဲချက်တော်ထမင်းမှာ အပြော့မှာအနက်မတူညီသည်ကိုမြင်မှတ်သည်အဖြစ်မှာလေမိုးမမှန်ကွက်ကြားရွာ၏ကောက်ပဲသည့်မြညာပျက်စီးလိုက်ပါမည်တဲ့နမဆက်လေး ီအစိတ်ပြင်းသောငန်းမွေကြီးကိုဖားငယ်ကမြူသည်ကိုမြင်မှတ်သည် အဖေမှာအသက်ရွယ်ကြီးသောအဖိုးအိုကြီးများမယားငယ်ယူသည်ဖြင့်ချစ်စနီး၏ကျိန်မောင်းဆိုင်ဆိုခြင်းကိုခေါင်းငုံခံရလိမ့်မည်နမတ်ဆန်ကကြီးယုံမာထံရွှေဟင်းသားများခစားသည်ကိုမြင်မှတ်သည်အဖေမှာအမျိုးမြင့်မြတ်ပညာရှိသူများသည်ကြီးယုံမာထံခန်းစားကြရသည် 16စိတ်တရဝါကိုမြင်သဖြင့်ချင်းတစ်တကြားကဲ့သို့ကြောက်ရွံ့ပြီးထွက်ပြေးကြသည်ကိုမြင်မှတ်သည်အဖြစ်မှာလူမိုက်ညုံမာများထောင်လားအုပ်စိုးသဖြင့်သူတော်ကောင်းများထွက်ပြေးတင်းဆောင်ရပိလိမ့်မည်လို့យေသားထားပါတယ်ရှင်။ငွေရေးရသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်။လာစီမိခဲ့ကြတဲ့ပြည်သက်ကြီးအားလုံးကိုလည်းကျေးဇူးထူပင်တင်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ နေ့မှာတော့ပြည်သက်များနားဆင်ကြရတဲ့အကြောင်းကတော့ကောသလမင်းအိမ်မက်16 channel ပတ်သက်ပြီးတော့တိမက်စရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်အားကောင်းတဲ့ဘာသာရေးဆိုင်ရာအသိပညာဘူးထုတာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်။အကြောင်းအရာတိတိတင်နိုင်မှာသိနိုင်အောင်လို့လည်း notification bell လေးကိုပါနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။နားဆင်အားပေးကြတဲ့ပြည်သက်ကြီးများအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာဘူးထုတာများတိုးပွားကြ ြပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်။